အခုပြပြပေးမယ့်အကြောင်းအရာလေးကတော့အုံးရည်နဲ့စီချိုဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။အုံးရည်ဟာကျန်းမာရေးအတွက်ကောင်းမွန်တယ်ဆိုပြီးလူပြောများလာပါတယ်။အုံးရည်ဟာတတုတက်ပါဝင်မှုများပြတာကြောင့်ဝမ်းလျှော်ဝမ်းပြက်ဖြစ်တာမျိုးမှာအုံးရည်ကိုတိုက်ကြပါတယ်။တခြားအသုံးဝင်တဲ့နေရာတွေလည်းရှိပါသေးတယ်။အုံးရည်ဟာအစီပါဝင်မှုမရှိဘဲကယ်လိုရီနည်းပါတာကြောင့်စီးကျူယောဂရှိတဲ့သူတွေကြောင့်မှပါရေပန်းစားလာပါတယ်။အုံးရည်ဟာစိတ်ကိုလန်းဆန့်စေပြီးတော့ ရေထက်ကောင်းမွန်စွာဖြစ်တင်ပေးနိုင်ပါတယ်။အချိုရည်တွေတောက်နေမဲ့အစားအုံးရည်တောက်တာဟာကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။အုံးရည်ကိုစီးချိုနဲ့တက်မတက်မပြောခင်မှာအုံးရည်ရဲ့ပါဝင်တဲ့အာဟာရဓာတ်မျိုးတွေအကြောင်းအရင်ပြောပြချင်ပါတယ်။အနေတော်အုံးသီးတစ်လုံးကရတဲ့အုံးရည်ခန့်မှန်းချိန်236ဂရမ်အလေးချိန်ခန့်မှာကယ်လိုရီအနေနဲ့39ကယ်လိုရီပဲပါဝင်ပါတယ်။ဒါဟာအချိုရည်တွေမှာပါတဲ့ပြန်မြကယ်လိုရီ120 200နဲ့ရှင်ပိုကောင်းတဲ့ရွေးချယ်မှုဖြစ်ပါတယ်။ စီဂျူယောဂရှင်တွေဆိုအချို့ရည်တွေကိုရှောင်နေရတာဖြစ်တာကြောင့်အုံးရည်ကိုပိုရွေးချယ်တင်ပါတယ်။ကယ်လိုရီနည်းတာရဲ့တဘာဝအစားအစာဖြစ်တာကြောင့်စီဂျူသမားတွေအတွက်ပိုသင့်ကြော်ပါတယ်။အဆီအနေနဲ့ကတော့၃ညတက်သမ၄ဂရမ်ပဲပါဝင်တာကြောင့်နည်းပါတယ်။ကစီတက်ကတော့၈ဂရမ်ပါဝင်ပါတယ်။အုံးရည်ကကစီတက်နည်းတဲ့အထက်မှာပါပါတယ်။ကိုလက်စတရောကတော့0ဖြစ်ပါတယ်။အမြင့်တက်1.3ဂရမ်ပါဝင်နေတဲ့အတွက်ကောင်းမွန်တဲ့အစားအစာဖြစ်ပါတယ်။အသားတက်လဲ1.5ဂရမ်ပါဝင်ပြီးတော့ တကြား9ဂရမ်သာပါဝင်ပါတယ်ဗီတာမင်နဲ့သတ္တုဓာတ်တွေကျွဲဝစွာပါဝင်ပါတယ်ကယ်လ်ဆီယမ်တန်တပ်ဗီတာမင် C ဗီတာမင် B6 ပိုတက်ဆီယမ်ကျွဲဝစွာပါဝင်ပြီးတော့ဆိုဒီယမ်အနည်းငယ်သာပါဝင်ပါတယ်အုံးရည်စစ်စစ်ဟာစီးကျုပ်မျိုးစားတစ်ဖြစ်ဖြစ်နှစ်ဖြစ်ဖြစ်တောက်လို့ရပါတယ်အုံးရည်ဟာစီးကျုပ်ကိုပျောက်စေတာမျိုးမဟုတ်ပါဘူးစီးကျုပ်ကုသမှုကိုတရားယူပြီးမျှတတဲ့အစားအစာတွေကိုရွေးချယ်စားသုံးရမှာဖြစ်ပါတယ်။အုံရီဟာစီးကျုပ်နဲ့တည့်တယ်ဆိုတိုင်းအမြဲတောင်းနေရမှာမဟုတ်ပါဘူး။ခနာကိုဟာအာဟာရဓာတ်တစ်မျိုးကိုသာလိုရာမဟုတ်တဲ့အတွက် တင့်တင့်မြတ်တာတဲ့စားသောက်မှုပုံစံကသာအကောင်းဆုံးဖြစ်ပါတယ်။စီးချိုရှိတဲ့သူတွေမှာလည်းအချို့ကြီးအစာအုံးရည်ကိုရွေးချယ်တောက်သွင်းလို့ရပါတယ်။နေတိုင်းအမြဲတောက်နေရမှာမဟုတ်ပါဘူး။တခါတလေစီးချိုလူနာတွေမှာအတွေးမှတ်တတ်တာလေးတွေရှိပါတယ်။စီးချိုကိုပျောက်စေတဲ့အစာအောက်မရှိတာကြောင့်အစာစာတစ်မျိုးကိုအလွန်ကျုံမိဝဲတာမျိုးရှောင်တင်ပါတယ်။အုံးရည်ကတော့စီးချိုသမားတွေမှာတောက်လို့ရတယ်လို့အကြံပြုချင်ပါတယ်။တန်ဆေးလွန်ပြီးလည်းဖြစ်တတ်တာကြောင့်မိမိရဲ့ယောဂအခြေအနေတခြားတဲ့ထင်းချုံနာစွာ တောက်စီထိုးစီများနဲ့ချင့်ချိန်ပြီးတင့်တင့်မြတ်တာရဲ့အစားတောက်ကတာစီဂျိုယောဂရှင်တွေအတွက်အကောင်းဆုံးလို့ပြောပြပေးချင်ပါတယ်။ဒါကတော့အုံးရည်နဲ့စီဂျိုဆိုတဲ့အကြောင်းအလေးကိုပြပြပေးခဲ့ရပါပဲဖြစ်ပါတယ်။